ချက်စီအသင်းကိုနှုတ်ဆက်စကားပြောခဲ့တဲ့ဆန်ချိုချက်စီအသင်းဟာမန်ချက်စတာယူနိုက်တက်ကအငှားခေါ်ယူထားတဲ့တောင်ပိုင်းကစားသမားဂျေဒွန်ဆန်ချိုကိုအပိသက်စာချုပ်နဲ့မခေါ်တော့ဘဲယူနိုက်တက်အသင်းစီပြန်ပို့ခဲ့ပါတယ်။အကြောင်းပြချက်ကတော့ဒဘက်လာစာပေါင်သုံးသိန်းရနေတဲ့ဆန်ချိုရဲ့လာစာကိုမပေးနိုင်လို့ပါ။ချက်စီနဲ့ယူနိုက်တက်ရဲ့ကနအိုးသဘောတူညီချက်အရာတော့ချက်စီဟာရာသီကုန်မှာဆန်ချိုကိုပေါင်25သန်းနဲ့ခေါ်ယူသွားမှာပါ။ဒါပေမဲ့ချက်စီဟာဆန်ချိုကိုအပိသက်မခေါ်ယူချင်တာကြောင့်ရော်ဂျင်း5သန်းပေးပြီးယူနိုက်တက်စီပြန်ပို့ခဲ့တာလည်းဖြစ်ပါတယ်။ စန်ချိုဟာချက်စီမှာအတိုင်းအတာတစ်ခုထိခြေစွမ်းပြနိုင်တယ်လို့သတ်မှတ်ရမှာဖြစ်ပြီးအသင်းအတွက်ကစားခဲ့တဲ့ပြိုင်ပွဲစုံ42ပွဲမှာ၅ဂိုးအသွင်းပြီးဂိုးဖန်တီးမှုဆယ်ချိန်ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ Roba Conference League မှာချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။စန်ချိုကသူ့ရဲ့ Instagram ပေါ်မှာချက်စီနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံကောင်းတွေအတွက်ကျေးဇူးပါ။ချက်စီအသင်းကိုကျွန်တော်အိမ်လိုခံစားရအောင်ကူညီပေးခဲ့တဲ့အသင်းဖော်တွေ၊ဝန်ထမ်းတွေနဲ့ပရိသတ်တွေအားလုံးကိုရှင်ထဲမှာအမြဲရှိနေပါမယ်။ချက်စီကိုအောင်မြင်မှုတွေအများကြီးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အရာအားလုံးအတွက် တွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့နှုတ်ဆက်စကားပြောခဲ့ပါတယ်။ Chelsea အသင်းအတွက်အစွမ်းဆောင်ပေးခဲ့တဲ့အရာအလောအတွက်ကိုကျေးဇူးတင်ပါတယ်ဆန်ချိုရီ။